ကမ္ဘာနီးပညာလောကမှာ Google ရဲ့ထိုင်ကုန်ဆက်လှုပ်ပြီလား။ Open AI ရဲ့ AI browser တစ်ကြောင် share တန်ဖိုးဒေါ်လာဘီလီယံ100နီးပါးနိုင်ပိုင်းတွင်လေတဲ့လွင့်တော်ပြီဖြစ်ပါတယ်။ ChatGPT ကိုဖန်တီးခဲ့တဲ့ Open AI Company က Google Chrome ကိုတိုက်ရိုက်စစ်တင်ညာလိုက်ပါပြီ ChatGPT Atlas လို့ခေါ်တဲ့ search browser တစ်ခုကို Internet ကမိတ်ဆက်လိုက်တာနဲ့တပြိုင်တည်း Google ရဲ့ Mixing Company Alphabet ရဲ့ဈေးကွက်တံမိုးဟာနိုင်ပိုင်းတွင် ဒေါ်လာဘီလီယံတရာကျော်အမွှေးပြန်သွားပါတယ်ဒီသတင်းကြောင့် Alpha Bank ရဲ့ share တွေတော်လေးလှုပ်ခတ်သွားပြီးတော့ဈေးကွက်ပိတ်ချိန်မှာ2.37ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်ဒီ ChatGPT address ဆိုတာက AI စွာသုံး web browser တစ်ပါကဘာကျော် ChatGPT ကိုအခြေခံတိစောက်ထားလို့ user တွေကဘယ် web page ကိုကြည့်နေနေ browser မှာပါတဲ့ ChatGPT cloud လေးကိုနှိပ်ယူနေဆမ်နာကနေမထွက်ပဲမိကုန်းနေမိတာ ရှိုးရှိုးရှဲရှဲစာတွေကိုအချင်းကျုပ်ခိုင်းတာတွေလုံနိုင်မှာမှာရင်ကပြောခဲ့ဘူးတာတွေကိုမှတ်ထားတဲ့ memory ပါတာကြောင့်စကားပြောဆိုမှုဟာပိုပြီးအဆက်ဆက်ရှိမှာဖြစ်ပါလိမ့်။ဒါနဲ့မကသေးပါဘူး agent move ဆိုတဲ့ပိုအဆင်ပြေတဲ့ feature တခုလည်းပါလာပါလိမ့်။ပတ်စံပေးရတဲ့ plus တမမဟုတ် pro တုံးတဲ့သူတွေအတွက်ကတော့ဒီ feature ဟာတကယ်ကိုတုံးတယ်မှာပါ။ဒီ agent က user ရဲ့ကိုယ်စား internet ကိုသူ့ဘာသာဝင်ရောက်ရှာဖွေမှာဖြစ်ပြီးလိုချင်တဲ့လုပ်တွေကိုပြီးအောင်လုပ်ဆောင်ပေးနိုင်ပါလိမ့်။ လောလောဆယ်တော့ Apple ကွန်ပျူတာတွေမှာ Atlas ကိုခါမဲ့စတင်ရရှိနေပြီဖြစ်ပါတယ်။ Open AI ရဲ့ဒီခြေလှမ်းသစ်ဟာ Google ကိုတကယ်ဖိအားပေးလိုက်တာပါပဲ။လေလာသုံးသူတွေကတော့ဒါဟာ AI ပြိုင်ပွဲမှာနောက်တစ်ဆင့်တက်လိုက်တာဖြစ်ပြီးဘသူရဲ့ AI ကအင်တာနက်သုံးသူတွေရဲ့အကြိုက်ဆုံးဖြစ်လာမလဲအပြိုင်ဆိုင်လုံနေတာလို့သုံးသပ်ပါတယ် ChatGPT ရဲ့နာမည်ကြီးပြီးသားလူကြိုက်များမှုက Atlas အတွက်အားသာချက်ဖြစ်မဲ့ Google ဘက်မှလည်း user billion ပေါင်းများစွာကိုဝန်ဆောင်မှုပေးနေတဲ့ Arama Empire ကြီးရဲ့အားသာချက်ကရှိနေစေဖြစ်ပါတယ်။ဒီလအစောပိုင်းက Open AI ရဲ့ Deepavali နေ့မှာ Altman က ChatGPT ကိုသုံးပြီးသူရေးအတွက်ဟာတန်း800အထိရောက်ရှိပြီဖြစ်ပြီး February ကလည်းတန်း400အထိတိုးလာတယ်လို့ပြောထားပါတယ်။ online ရှာဖွေမှုတွေမှာ Google ကသူတယောက်တည်းလွှမ်းမိုးထားတယ်လို့ကြေညာပြီးဒီနေ့ကျမှ Open AI က browser တက်ထုတ်ပြီးတော့စိန်ခေါ်လိုက်တာဖြစ်ပါလိမ့်။လက်ရှိအချိန်မှာ online အသုံးပြုသူတွေဟာ ChatGPT လိုမျိုး LLM model ကိုတောင်းပြီးပြီးရှာဖွေမှုတွေပြုလုပ်တာကဇူလိုင်လမှာဆို9.99ရာခိုင်နှုန်းအထိရှိလာတာပြီးခဲ့တဲ့နှစ်ကလည်းနှစ်ဆတိုးလာပါတယ်။ Google ဟာ AI နည်းပညာမှာကြီးမားတဲ့ယဉ်ကျေးမှုတွေလှုပ်ထားပြီး AI နည်းပညာသုံးဖြည့်ဆွမှုတွေနဲ့ရလက်ဖော်ပြမှုတွေကိုဦးစားပေးရွေထားပါတယ်။လက်ရှိ ChatGPT ရဲ့ Atlas browser ဟာ master ပဲဖြစ်ပြီးတော့ download လုပ်ခွင့်ပေးထားတာကိုလည်းတွေ့ရပါတယ်